တိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင် အရှုံးများတာလေကိုပဲဖြစ်မှာပေါ့ခံစားနေလေရံများတာပဲလေတရားရောက်ကိုမုန်းလိုက်လို့ကိုလည်းအကျိုးရှိသူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုန်းသိရင်မုန်းရမှာပေါ့မုန်းဆိုတာအကျိုးရှိဖို့ထက်အရှုံးကိုပဲဖြစ်စေတာမဟုတ်လား တရားဝင်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြေဖြောက်လို့မရအောင် မကြင်မနှက်ချက်တွေများနေရတယ်ဆိုရင်ကိုယ့်ဘက်ကပဲအပြည့်ဖြတ်လိုက်ပေါ့တန္တရာအဆက်ဆိုတာကိုဖြတ်မှပြတ်မှာလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကြင်နဲ့လို့ကိုယ့်ဘက်ကပြန်တုံပြန်ရင်လည်းတန္တရာကရှင်းနေကြအောင်မှဆိုတော့များများမကြင်နဲ့လေလေမြန်မြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင် အဆုံးသတ်လဲမြန်မာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘယ်သူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုပေးဖယ်ဘဝတန္တရာခရီးမှာအကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖျက်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခရီးဒီဘဝမှာပဲ အပြီးထားလို့အဆက်မှန်တဲ့မြတ်ဖျက်လိုက်ကြဖို့ပဲပေါ့အန္တရာအဆက်ဖြတ်ဖို့ပါပဲ။ ဘုရားဘာသာတွေမှာအကြောင်းကြောင့်အကျိုးဖြစ်တာရှိသလိုဒိတ်အနာကပစ္စုပန်ဆိုတဲ့ဒီကာလသုံးပါးလည်းပဲဘုရားဘာသာဝင်တယောက်အတွက်ကကာလကိုပယ်လို့မရဘူးကာလကိုပယ်ရင် तू ကဒိတ်ကြီးအယူမမှန်တော့ကာလလည်းမပယ်ရဘူးအကြောင်းအကျိုးကိုလည်းပယ်လို့မရဘူးအကြောင်းအကျိုးပယ်ရင်လည်းပဲ तू ကနတ္တိကဒိတ်ကြီးဆိုပြီးတော့ ာမှမရှိဘူးဆိုတဲ့အယူဝါဒတွေဖြစ်တဲ့အတွက်ကြောင့်တမာဒိဋ္ဌိဖြစ်တော့ဆက်သက်တဲ့ဘဝတွေမှာအတိတ်အတိတ်ကြောင်းတရားတွေကြောင့်လူတယောက်နဲ့ပတ်သက်တယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးတော့အတိတ်ကိုဆွေးပြီးတော့ပူဆွေးနေရတဲ့သူတွေရှိတယ်။နာဂတ်ကိုတွေးပြီးတော့ဆွေးနေရတဲ့သူတွေရှိတယ်။အတိတ်နာဂတ်ပစ္စုပန်ဒီကာလ၃ပါးမှာအဓိကအကြဆုံးကပစ္စုပန်ကာလ။ present life ပဲဒီဘဝနဲ့ပြောမစင်နောက်အနာဂတ်ဘဝဒီဘာဖြစ်မယ်ဆိုတာမသိဘူးအတိတ်ဘဝဒီဘာဖြစ်ခဲ့ဆိုတာမသိဘူးပစ္စုပန်ဘဝဒီဒါလည်းရင်တိကျဆုံးနဲ့မှန်ကန်ဆုံးဖြစ်သစ်ဆုံးဘဝပဲဆိုတော့အတိတ်ကိုလည်းတွေးပြီးတော့ဆွေးနေလို့မရတော့အနာဂတ်ကိုမျှော်မှန်းပြီးတော့လဲဝေဝါးနေလို့ပူဆွေးနေလို့တော့ကဖြစ်နေဖို့မဟုတ်ဘူးပစ္စုပန်တည့်တည့်ကိုရှုပြီးတော့ပစ္စုပန်တည် ဘဝရဲ့ဒီဖန်တီးမှုအနာဂတ်ဘဝဖန်တီးမှုရဲ့အားလုံးရဲ့မိမ့်မယ်ဆိုတော့အတိတ်တည်းကဘာတွေဖြစ်ခဲ့ဆိုတော့ကိုမသိရဲ့အတွေ့အကြုံအတိတ်အကြောင်းတရားတွေကိုတအားရှောက်တွေးပြီးတော့ပူဆွေးတော့ကဖြစ်နေမဲ့အစားပစ္စုပန်တဲ့တယ်မှာအနာဂတ်ကိုဘလို့ပုံဖော်မလဲဒါကအရေးကြီးတယ်ဒီလိုပဲဒီပစ္စုပန်ဘဝမှာလည်းပဲ तू ကအတိတ်ဆိုတာကဘဝနဲ့ချီပြီးဝေးတဲ့အတိတ်ဆိုရှိတယ်လို့ပစ္စုပန်ဘဝမှာလည်းပဲအနည်းဆုံးအတိတ်ဆိုတာရှိတယ် နီးဆုံးအတိတ်ဆိုတာကမနည်းရဟာဒီအနည်းဆုံးအတိတ်ဆိုတော့ကြံခဲ့တယ်ကြံခဲ့တယ်အချိန်တန်းချိန်ဟန်တယ်အနည်းဆုံးအတိတ်အနည်းဆုံးအတိတ်ဟိုးဝေးကြီးအတိတ်ဘဝတွေကိုမတွေးနဲ့အောင်ပစ္စုပန်အနည်းဆုံးဘဝမှာပဲကြည့်လိုက်အောင်ပစ္စုပန်ဒီဘဝမှာပဲကိုသိနိုင်တဲ့အတိတ်တွေကကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ်လူတွေတော်တော်များများကအတိတ်ကိုတွေးပြီးတော့ပူဆွေးနေတယ်ဆိုတာကမကောင်းတာတွေတွေးလို့ဖြစ်ကြတာပဲ ူတော်များများကကောင်းတဲ့အတွေးဆိုရင်တိတ်မတွေးကြဘူးအတိတ်အတွေးကိုမကောင်းတဲ့အတွေးကိုပို့ပြီးတော့ပို့တယ်မကောင်းတဲ့အတိတ်အတွေးကိုတွေးပြီးတော့ဆွေးနွေးပြီးတော့ကုသေသောကဖြစ်နေရပြီးအနာဂတ်မှာအဲ့ဒီအတွေးတွေပါတစ်ခါတည်းယူသွားတော့ဒီတိတ်ရဲ့တည့်ရောက်မှုကအနာဂတ်ဒီဘဝဒီပါပါသွားတာဆိုတော့တချို့ကလူတယောက်ကိုခွင့်မလွတ်နိုင်ဘူးလူတယောက်ကိုမုန်းတယ်တစုံတရားကိုမုံတယ်တစုံတစ်ခုကိုမုံတယ်အဲ့မုံတယ်ဆိုတာကြီးကထက်ခါတကမုံရင်းမုံရင်းနဲ့အတိတ်အမုံတရားတွေက သန္တရာအထိပါသွားတော့တချို့ဆိုရင်အဲ့အမုံတရားနဲ့စုတွေတောင်းရင်တောင်းနေအမုံကြောင့်သန္တရာတွေရှိတာသူမုံလာပြီမတွေ့ကျင်တော့ဘူးမစုံကျင်တော့ဘူးဆိုရင်နောင်တန်တရားလည်းမစုံကျင်တော့ဘယ်တော့မှမစုံကျင်တော့ကြက်ကြက်မုံနေရင်ကြက်ကြက်မုံနေရင်သူ့ကိုဘယ်တော့မှမစုံကျင်တဲ့အတွက်ကြောင့်သန္တရာလည်းမစုံကြက်ကြက်မုံလာရင်ကိုကကိုကဖြတ်ပလိုက်တယ်သန္တရာကိုကိုကဖြတ်ပလိုက်မှသူနဲ့မစုံတော့ဘူး ကြက်ကြက်မုန်းလို့ကြက်ကြက်ဟိုစုတွေတောင်းကြက်ကြက်ဒုက္ခတွေဖြစ်အောင်ကိုကဆန္ဒတွေရှင်အဲ့ဒီအမုန်းကပို့ပြီးတော့တန်တရားရှည်ပြီးနောက်အနာဂတ်ထိပါသွားတော့တိတ်ပြီးတော့မုန်းရင်မျက်မျက်နှာဖြတ်ပလိုက်တန်ယောစင်ဆိုတာကချစ်လို့တွေ့တဲ့တန်ယောစင်ရှိတယ်လို့မုန်းလို့တွေ့လို့တန်ယောစင်လည်းရှိတယ်လူတွေမှာတန်ယောစင်လို့ပြောရင်ချစ်တာကိုပဲတန်ယောစင်လို့ထင်တယ်အမှန်ကမုန်းနေတာလည်းတန်ယောစင်ပဋိကတန်ယောစင်ဆိုတော့ ဖြစ်တဲ့လူကိုထက်ကထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကထက်ကသတိရအဲ့ဒါအမုန်းတိုင်ရောဆိုတော့အပြည့်အဝကိုတာရင်မုန်းနေစင်တာဘုန်းကြီးတို့ကတိုင်ဟုတ်စင်ရှိလို့မုန်းနေပြီပြောတာတိုင်ဟုတ်စင်ရှိလို့မုန်းနေတာအဲ့တော့အမုန်းတိုင်ရောစင်လည်းဖြတ်ပလိုက်မှာကြက်ကြက်မုန်းနေရင်ကြက်ကြက်မဆုံးခြင်းနဲ့လေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်ပလိုက်မြန်မြန်ဖြတ်နိုင်မှမြန်မြန်ပြတ်သွားတာတခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာကာတရီထားပြီးစုတွေတောင်းကြတယ် စပရစ်တောင်းရင်အဲ့ဒီတန်တရာကသူကလည်းတောင်းဖို့ကလည်းတောင်းတော့တန်တရာရှိကိုတစားပြီးတစားဘုရားဘာသာတော်တော်များများကဗာလေးပဲလို့လို့ဆုတောင်းတာတော့ဝါသနာပါကြဆုတောင်းတာတော့ဝါသနာပါရသမီးစားဘုရားလည်းဆုတောင်းလိုက်တာတော့အိုးတခါတခါကုသိုလ်လုပ်တာနဲ့နဲ့တောင်းလိုက်တဲ့ဆုရဤကုသိုလ်ကောင်းပြပါဖျားပါလို့ညာဖျားပါလို့ညာညာတခြားအိုးပြောတောင်းလိုက်တာဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ကောင်းမြတ်တဲ့ဘောကလည်းပဲအကျိုးပေးတန်ရင်တော့ပေးတော့ပေးမှာပဲဒါပေမဲ့ ပေးရမယ်လမ်းကနေသွေးဖွဲပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲဒီတောင်းတဲ့အတိုင်းဖြစ်တာအချို့သမီးစားဘဝဆိုရင်လူဓာလေးနဲ့နဲ့နဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူတိုင်မှုဆိုတာနော်ရုပ်စောအစုံဟိုငှက်ပစ်တာတော့ငကိုင်းနဲ့နားပြရစီတော့ဆိုဒီလိုဆွတ်တောင်းလိုက်တော့ကုသိုလ်ကောင်းမှုကသူ့ဟာနဲ့သူအကျိုးပေးရမယ်အောင်ကိုကအဲ့တဏှာနဲ့ခြီးပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငှက်ဘဝမှာအတူတူသွားဖြစ်ရောတကိုင်းနဲ့သွားတော့နားရတာပဲရက်ွက်တဲ့လေးခွာနဲ့ ပြတဲ့ကောင်နဲ့တော့တို့တော့အဲ့တက်ကိုင်းနေရတယ်ပြုတ်ကြဆိုတော့ဆူတောင်းနေမှားလို့တန်တရာတွေကရှေ့ပြီးတော့တန်တရာတွေကမကျွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေမှာတောင်းနေဖြစ်ပါလိဖြစ်ပြရစီညာလိဖြစ်ပြရစီတောင်းကြဘုန်းကြီးကတော့ဆူတောင်းတဲ့အထက်မှာအဲ့ဒီဖြစ်ပြရစီလို့ဆူတောင်းတာတဲ့မဖြစ်ပြရစီနဲ့ဆူတောင်းနေဆူတောင်းနေတော့ကိုကြိုက်တယ်လူတိုင်းကဖြစ်ပါစီလို့ဆူတောင်းနေတဲ့ခြားထဲမှာမဖြစ်ပါစီနဲ့လို့ဆူတောင်းတဲ့ သူတော်ဘောင်းကြီးတပါးဘောင်းကြီးကဇတ်တော်ထဲမှာဖတ်ဘူးတယ်အဲ့ဒါကန္နဇတ်ဆိုကန္နဇာတကလေကန္နဇတ်ဆိုဘုရားလောင်းကန္နရဲ့တေဘဝဘုရားလောင်းကန္နရဲ့တေဘဝကကန္နဆိုတဲ့စကလုံးကပါဠိစကလုံးမြန်မာလိုဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ရောအသားမဲတဲ့အတွက်ရောကန္နရဲ့တေလို့လူတွေကခေါ်တာဘုရားလောင်းရဲ့တေကအသားမဲတယ်အသားမဲတယ်ဆိုတော့ဘုရားအဲ့ဒါလေးတခါစဉ်းစားကြည့် သူကအသားမဲတယ်အသားမဲတယ်လို့ပြောတာတကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအရေပြားမဲတာပါအသားဖြူတာမဟုတ်အရေပြားဖြူတာအသားပုံမှာအရေပြားဖုံးတာအရေပြားကိုခွာခြင်းအသားမဲတယ်အသားဖြူတယ်ဆိုတာမရှိတော့ဘူးဆိုတော့လောကလောကဟောတာအသားမဲတယ်လို့ပြောပြီးမှအမှန်ကတော့အရေပြားမဲတာအရေပြားမဲတော့အဲကဏ္ဍရဲ့တေးကလည်းအရေပြားမဲတာဒါပေမဲ့ဘုရားလောင်းကဏ္ဍရဲ့တေးအသားမဲတဲ့ရဲ့တေးဆိုတော့ အဲ့လိုကန္နာယသိခေါ်ရင်ခေါ်ရင်လည်းဒီနေ့တော့ပုသူကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်လည်းတရားမင်းရဲ့ကြောက်ဖြာပူလာတာကန္နာယသိရဲ့စွန့်အားနဲ့ရာမင်းကြောက်ဖြာပူလာတော့ရာမင်းကလည်းလူပြည်မှာကြောက်ဖြာပူရင်ကြောက်ဖြာသူ့ကြောက်ဖြာပူလာရင်သူကလူပြည်လှမ်းလှမ်းကြဘသူမြတ်ငါနေရလူမလဲလူတွေမပြောတဲ့တရားလည်းနေရပြောက်မှာကြောက်တယ်နော် အဝါဒမစ္စတရားတိတ်ကြောက်เสียကောင်းလူတွေတောင်ကိုယ်နေရာပြောက်မှာမပြောနဲ့ကိုဆိုးရင်တောင်မပြောနဲ့ဘုရားမင်းအောင်မှာနဲ့ပြရနေတော့သူ့နေရာလေးပြောက်မှာဆိုတော့တောက်ကြောက်ဖြာပူလိုက်ရင်အောက်ကိုဆန့်လန့်ကြည့်ရဘသူပါလုံနေလဲအဲ့တော့ကာဏယသိကုသိုလ်ကောင်းမယ်လို့တဲ့အချင်းဘုရားမင်းအောင်လူပြရနဲ့ပြေလန့်ကြည့်တော့နဲ့ပြေကြောက်ဖြာပူလာလူပြေလန့်ကြည့်ဟာဘသူနေလဲဆိုကာဏယသိဖြစ်ကာဏယသိပြီးတော့ဒီယသိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းမယ်လုံနိုင်မသိသွားဆောင်စားအောင်မယ် ပြုပြင်းလာပြီကာဏယတိကာဏယတိခေါ်တော့သူကဗမာလိုဆိုယတိမဲကြီးပေါ့ဒီနေ့ခေတ်စကားလည်းဟဲ့ကလားယတိနေမှာပေါ့ဆိုယတိမဲကြီးလို့ခေါ်တော့ဘုရားတော့ပြန်ပြီးတော့ပြောတယ်ကာဏယတိကတရားမင်းကနကံတော်တဆတာဟောတိတန်တော်တာတော်ဟိပြမနောယတမင်းပါပါနိကံမာနိတဝေကံတော်သူစံပတိဒီစကားလေးရဲ့ သုဇံပတိသုဇံပတိအမိရတဲ့တရားမင်းနဲ့တဆတာအရေးအပြင်ကံတော်မဲညင်ရုံနဲ့နကံတော်အမဲလို့ပြောလို့မရဘူး။ရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့။အန်တော်တာရောဟိပြမနောအတွင်းကဖြူနေပြမနာပါပဲ။နှလုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ယတမေပါပါနိကမ္မာနိယတမေအချင်းပုဂ္ဂိုလ်၌ပါပါနိကမ္မာနိမကောင်းတဲ့အကုသိုလ်ကံတွေရှိနေတယ်။တတမင်း ထိုမကောင်းမှုရှိနေပုဂ္ဂိုလ်ကလည်းသဝေစင်စစ်ကံတော်အမဲလို့ပြောတာပါအကုသိုလ်တွေနဲ့ပြည့်နေတဲ့ပုဂ္ဂိုလ်ကလည်းတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ဆိုဘုရားအလောင်းကကာဏရည်ပြန်ပြန်ပြောအရာမြတ်ကောင်းပါဘူးကောင်းပါဘူးမခေါ်တဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရတိကာဏရည်တိကုသိုလ်ကောင်းမှုတွေတော့အများကြီးလုပ်နေတာ ဘာဆိုရမြန်တောင်းလို့လဲဘာရမြန်လူချင်းလို့လဲသူကသိကျင်တာသူ့နေရာနဲ့လူမလားသူ့နေရာတောင်းတဲ့စွန်မြန်ပါမလားလို့ဘုရားလောင်းကန္နာရဲ့တိမေးတာတရားမင်းပြီးတော့မှဘုရားလောင်းကပြန်ပြောတယ်ဈာမင်းရေဘယ်သင်ပေးတော့တာဖြေရမယ်တဲ့ငါတောင်းတဲ့စုတွေရတော့စု၄မျိုးတော့တောင်းတယ်တဲ့ဘာစုတွေ၄မျိုးတောင်းလဲဆိုရင်သူနေကောတန်သူနေဒောတန်နေလောပန်ဟုတ်တိမတ္တနော ိနေယမဘိကင်ခာမိအေတေမစ္စတူရောဝရေယမင်းရဲ့ငါတောင်းတဲ့စုလေးမျိုးပါတဲ့သူနှိတ်ဂောဓာဖြစ်လျာဘဝတိုင်းဘဝတိုင်းဂောဓာဆိုတဲ့အမျက်မထွက်ပြစေနဲ့ကိုရီးယားဘာလေးဖြစ်ပြစေလို့စွတောင်းနေတဲ့ရှားတယ်မှာဖះလောင်းကန္တာရေးပြတောင်းတာကမဖြစ်ပြစေနဲ့ဟောသူတို့အတူတူပဲဒါပေမဲ့ဖြစ်အောင်စွတောင်းသူနေကိုယ်တိုင်ဖြစ်လျာဘဝတိုင်းဘဝတိုင်းကောဓာဆိုတဲ့အမြင့်မထွက်ပြရစေနဲ့တော့ အမြဲမထွက်ကျင်တော့ဘူးလေအမြဲဆိုတာက ပါဠိလိုကောတာမြန်မာလိုဆိုတာအမြဲမယပင်ခန္ဓာမြဲအမြဲဆိုတာဘာလဲဆိုတော့စူးလေးတွေစူးတဲ့အခါမှာခြေမထိပ်ဖြစ်ပြီးလက်မထိပ်ဖြစ်စူးစူးတဲ့အခါမှာအဲ့ခြေထိပ်လက်ထိပ်လေးကိုလက်ကလေးနဲ့ပုတ်ကြည့်ရင် မြက်တက်တက်လေးဖြစ်နေတဲ့သဘောအဲ့ဒါအမြဲလို့ပြောတယ်ပါဠိလိုလက်တွေ့ဘဝထဲမှာတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချေမချမ်းဖြစ်နေတဲ့သဘောပြောတော့မပြောဘူးတယောက်တည်းခံစားတယ် ရင်ထဲမှာမကြင်မနှက်ဖြစ်နေတယ်ဗောငါတလောက်လုတ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘောအဲ့ဒါကိုခေါ်တာဗောတနည်းအားဖြင့်ညနေခေတ်စကားနဲ့ပြောအစာမကြည့်တာအစာမကြည့်တာတွေကိုခေါ်တာလို့ဆိုတော့အဲ့အစာမကြည့်တာလေးမျာ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 းလိုက်သူကမကြင်နှက်ချက်လေးတွေစူး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 ထိုင်တော့အညိုးတည်တယ်နောက်ဆုံးမခံစားရင်တော့ပောက်ကွဲသွားတော့ဒေါသအစင်ရောက်သွားဆိုတော့ခေါ်တာဆိုတာဒေါသအသေးစားလေးပဲ ငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမြင်လေးတွေမဖြစ်ချင်တော့ဘူးအိတ်ဆူတောင်းမှာငါဆူတောင်းတယ်တရားမင်းညကောင်းပါပြီဒါလည်းကောင်းပါတယ်သူသူ့နေရာမထီတော့ဝမ်းသာวะတရားမင်းကောင်းပြီနောက်တက်ဆူပါဆူတောင်းပြီလေတဲ့သူနေဒေါသန်းနဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသလည်းမထွက်ပြရစေနဲ့တို့ဖြစ်ပြရစေလို့ဆူမတောင်းကာဏရဲ့တေကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြရစေတော့နဲ့ဒီလိုဆူလေးပဲတောင်းပါတယ် ဟာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတရားလေဘုန်းတော်ကုသိုလ်ရှင်တော်ကောင်းနေကုသိုလ်ရှင်နေရတဘာဝဒေါသချီးတော့ဒေါသအလျောက်ဟိုအညုတ်တိအာဃာတံတောင်းလိုက်တဲ့စုတရားလေငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့ငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညုတ်တိတွေနဲ့သူကဘာလို့ရပါလို့ညာလို့ရပါလို့သူ့တွေတအားတောင်းတဲ့အခါရောက်အဲ့ဒေါသအလျောက်ပို့ပြီးတော့တန်နေရရှိတာ ဘုရားလောင်းကန်နိုင်တယ်အဲ့လိုမတောင်းတော့သူနေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမဖြစ်ပြရစင်းနေတော့ဒေါသရဲ့အတိတ်နဲ့ကိုသူကောင်းမှုတည်သွားဒေါသကပူတာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်ပြင်ပဝင်းခြင်းကိုပူတယ်ဒေါသနဲ့မေတ္တာကအဲ့ဒါဆန့်ကျင်ပဲအခါတခါကျစိတ်ဆိုးတာသူများကိုစိတ်ဆိုးတာ တရားကိုစေဆိုတာပဲသာသမီကိုစေဆိုတာတပည့်ကိုစေဆိုတာတငယ်ချင်းကိုစေဆိုတာအထက်ကလူကြီးကိုစေဆိုတာအောက်ကလူငယ်ကိုစေဆိုတာဆိုတာကတော့ဒေါသသူ့ကိုစေဆိုလိုက်တာမပူလာကောပူလာအာဝဇရဆိုတာကသူများကိုဆိုတာဒေါသကဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာသူများကိုဖြစ်တယ်ရလိုက်တာခံစားတာကိုပါခံစားရတာဒေါသတွေထွက်တာသူများကိုထွက်တာ ကိုကခံစားရပြီးရင်ကိုကြည်သူများမှာခံဒေါသနှစ်ပွက်လုံးပူတာပဲမေတ္တာကြတာစန့်ကျင်တယ်မေတ္တာပို့တာသူများကိုပို့တာဘောတို့ဘေးရန်ကင်းပါစေကိုစနေကြီးကင်းပါစေစင်းကင်းပါစေပေရုမေတ္တာစတဲ့ပြင်ကိုနဲ့ပတ်သက်တဲ့ဆက်ဆက်ဆက်နွယ်ရာတွေအကုန်လုံးကိုပို့လိုက်တာကတော့မေတ္တာတွေသူများကိုပို့လိုက်တာသူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတားထားကိုကတော့အရင်ငင်းအင်းသွားတာ မေတ္တာကသူများကိုပို့တာများတော့ကိုရတယ်သူလည်းရတယ်ဒေါသကသူများကိုထွက်တာခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်စီဒီဒေါသရဲ့သဘောတွေသိနေတော့ဘုရားလောင်းကဏ္ဍရဲ့တင်ကဒေါသမထွက်ခြင်းတော့ဒေါသမထွက်ခြင်းတဲ့အတွက်ကြောင့်ဆူတောင်းနေငါတခြားဆူတော့မတောင်းဘူးလေသူ့နေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမထွက်ခြင်းတော့ तू ကတက်ချက်မုန်းနေနေသူ့ရဲ့တန်ត្រာကို तू ကသူဖြတ်ပလိုက်တော့တာသူများကို တန်ကြအရှိမခံတော့ကိုကတရားရောက်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမစုံညင်တော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တာဆိုတော့အဲ့လိုမျိုးလုပ်ပလိုက်တော့တန်ကြာမရှိတော့ဘူးဟာကောင်းတာပဲတဲ့ဒီစူတောင်းလေးတဲ့စကားမင်းအဲ့သောတပါစုလေးတောင်းတယ်နေနောဘံဥတိမတ္တနောတဲ့ငါကားတဲ့တတ္တရာစူတောင်းကလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိတ္တမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပြရစေနဲ့ဒီလိုလေးစူတောင်းတယ် ဩတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော်လောဘအလျောက်တော်တော်တောင်းတာတစ်ခါကျရင်လောတဲ့ကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့ဆုရအများကြီးလောဘကိုဥစည်းပြီးတောင်းကြတာလောဘဥစည်းတောင်းကြလူချင်းသားအများဆုကမတောင်းနဲ့ပြည့်မှာပဲကိုလောက်တဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့ဆုတွေနဲ့လောဘဥစည်းပြီးတောင်းလိုက်တဲ့ဆုလောဘဥစည်းပြီးတောင်းလိုက်တော့မပြည့်ဘူးလားမို့တော့ကုသိုလ်အားကြီးရင်ပြည့်သွားတာဒါပေမဲ့ အဲ့ဒီပြည့်တဲ့အကျိုးပေးတွေဟာလေတန်တရာကိုရှေ့စေတာကိုသူကဒါနကရှေ့စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရာရှေ့သွားဒီကုသိုလ်ကြောင့်မလို့ဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ပါပြီဆွတ်တောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်ပိုမယ်နားမယ်သိမယ်အခမ်းမသိအောက်တော်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်တရာပိုရှေ့တော့လောဘအလိုလိုက်ပြီးတော့လောဘအနေဆောက်မတောင်းတော့ဘဲနဲ့ လောကကထွမြောက်ကြောင်းကိုအာယုံပြုပြီးတောင်းလိုက်တဲ့စုမျိုးကတော့ဝတ္တနေတိတဝတ္တနေတိတဆိုလုကင်ဝိစနီယာနေကင်လို့အောင်တောင်းလိုက်တဲ့စုမျိုးဒါကြောင့်လောဘမဥစီတော့ခုနကကုသလစ္ဆန္ဒကောင်းတဲ့စိတ်ကလေးဥစီပြီးတော့တောင်းတဲ့ဖြစ်တဲ့အတွက်သန္တရာမရှိတော့။ညောလောဘကြောင့်လူဟာ ဟိုအယူတပိုင်းဖြစ်တတ်တယ်လောဘကြည်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲလောဘရဲ့သဘောကိုဖျားလောက်ကဏ္ဍရဲ့တေကသဘောပေါက်သွားတဲ့အခါကျသူကဆူတောင်းနေဖြစ်လျက်ဘဝတိုင်းဘဝတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြရစေတော့နဲ့ဒီဆူတောင်းလေးတောင်းစကြမယားလေးခြေနဲ့အော်မဆိုးပါဘူးဒါလည်းပဲကောင်းတာပဲတန္တရာဟိုလောဘတွေကြောင့်ဒုက္ခရောက်တာလေညိနာဘောအဲသူ့နေရာသူမထီတော့ဘူးဆိုတော့သူကဝမ်းသာတယ်တကြမယား ကောင်းပြီနောက်တစ်ပါးဆုတောင်းတယ်ငါနောက်တောင်းတဲ့ဆုတောင်းဆုတောင်းလေးတစ်ခုကတော့တဲ့တိညာမပိကင်ခာမိတဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြရနေတော့မချစ်ချင်တော့ဘူးတဲ့ချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆုတောင်းတယ်ဟုတ်ချစ်ချင်းမချစ်ချင်တော့ဘူးချစ်ရတဲ့သဘောကိုဟိုကန္နာယတိဘုရားလောင်းယတိကဘလို့ချင်းတော့ဘူးကိုကချစ်ရတဲ့သူမဖြစ်ပြရနေဆိုတော့ ကိုကအချစ်ခံရတဲ့သူဖြစ်ချင်တာလားဘုရားဟိုတနေ့ကစာလေးရေးဘူးဩသူချစ်ကိုမရှာနဲ့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှာအဲ့လိုနေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပြန်မှန်းနေသူချစ်ကိုရှာဘုရားတခါပြောပြကလေးမလေးအေးနေတို့ကကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလား ချမ်းသာပြန်ဘူး။ तू ကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူး။ဟော तू ချစ်ကြည့်ပဲရှာတော့လေကိုကမချစ်ပြန်ရင်မချစ်တဲ့သူနဲ့အတူနေရရင်လည်း तू ကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုမချစ်ဘူး။မချစ်တဲ့သူနဲ့အတူနေရတယ်ဒုက္ခပဲဘယ်ရလား။ဟောချစ်ရတဲ့သူနဲ့ကွဲရတာလည်းဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခပဲ။ညာအချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခပဲ။ ကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလေဒုက္ခဆိုဘယ်အချစ်မြတ်မကောင်းတော့ချစ်ရတာလည်းမကောင်းအချစ်ခံရတာလည်းမကောင်းအချစ်ခံရတာလည်းပင်ပန်းနေချစ်ရတာလည်းပဲပင်ပန်းနေဆိုဘုရားလောင်းကံတရားတွေမချစ်ချင်တော့ဘူးချစ်ချင်တော့ဆိုမမုန်းလဲမမုန်းညာအဲ့အချစ်မမုန်းလေးအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့လဲဆိုတော့ဘုရားလောင်းကံတရားရဲ့တဲ့ ပြောလိုက်တဲ့ခါကျတော့ကြားမြင်ချိနဲ့ဝန်သားလိုက်တာသာဓုသာဓုခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုပြင်တက်ပါပြောချင်တာကပြုစဉ်တဘာဝဖြစ်ပြရစီလို့တောင်းတဲ့စုတွေရှားတယ်မှာဩဖះလောင်းတော့တော်ကောင်းကြီးနေရာမဖြစ်ပြရစီနဲ့ဆို တောင်းတာဆိုသန္တရာကိုသူ့ဟာသူအဆက်ဖြတ်တာ သန္တာကိုအဆက်ပြေဒါကြောင့်မို့တို့ဒီရဲ့ဘဝမှာတရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့မကြည်မနှက်တွေဖြစ်တယ်တရားနဲ့ပတ်သက်သိပြီးတော့အမုန်းတရားတွေဖြစ်တယ်တရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမယ်သန္တာကိုကိုယ်အရှိချင်းမလားတိုးချင်တာလားစဉ်းစားသန္တာမရှိချင်းတော့ဘူးဆိုရင်ကိုယ်ကဖြတ်လိုက်ကိုယ်ကအင်စဖြတ်လိုက်တယ်သိမုန်းနေရင်သိမဆုံချင်းတော့ဘူးဘယ်တော့မှလည်းမတွေ့ချင်းတော့ဘူးဆိုရင်များများမုန်းနေများများဖြတ်နိုင်အောင်စူးစမ်းလိုက်ပဲကိုယ်ဘက်က မုံလို့အမုံတရားနဲ့ပြန်တုံပြန်တန်တရာရှေ့ပြီးတော့နောက်တစ်ခါပြန်ဆုံအောင်ပါဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ပြီပဲဘဝမှာလူတရားကိုတိတ်ပြီးမုံလို့အခဲမကြေဖြစ်လို့တိတ်ပြီးခံစားရည်ဆိုရင်အကျင့်မနဲ့ဖြစ်နေတယ်ဆိုရင်သူ့ကိုဘာမှပြန်ပြီးတော့တုံပြန်မနေတော့ပဲနဲ့သူနဲ့မဆုံဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်ကိုဖြတ်ရင်ကိုပြတ်သွားတာတန်တာအဆက်ဆိုတာကကိုဖြတ်မှပြတ်တာ ဒီကရဏကြောင့်တတဝါရီတန်တရာတွေကိုလေအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကလှုပ်ထားတန်တရာရှည်အောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကရှည်အောင်လှုပ်ထားတန်တရာရှည်အောင်လှုပ်ပြီးတော့တန်တရာတို့အောင်လှုပ်နိုင်တာလဲကိုပဲဖြစ်တယ်ဆိုရင်ကိုတန်တရာကိုကိုကဖြတ်မှာမြတ်စွာဘုရားကတော့နာယီဝေဒနာဝေဒာနေတမ္ပန္တိတာကုဒါစနံ အဝေဒနာစာဝေဒာနဲ့အိသဓမ္မောတဏ္ဍတောလောကမှာတဲ့အမုန်းကိုအမုန်းတရားနဲ့တုံ့ပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ယတနာငြင်းအင်းသွားမှာမဟုတ်ဘူးတဲ့ဝေယံကိုယံချင်းတုံ့ပြန်နှင်းချင်းဖြင့်ယံနေရမငြင်းတော့ဘူးတဲ့အဝေဒနာစာဝေဒာနဲ့အိသဓမ္မောတဏ္ဍတော ရန်ကိုရန်ချင်းမတုံ့မှသာလဲအမုန်းတရားကို အမုန်းတရားနဲ့မတုံ့ပြန်မှသာလဲရန်ဆိုတာငြင်းသွားတာမကျင်နဲ့လို့မကျင်နဲ့ချက်နဲ့ပြန်တုံ့ပြန်တန်တရာပဲရှင် မုန်းလို့အမုန်းတရားနဲ့ပြန်တုံ့ပြန်တန်တရာပဲရှင်မှာဖြစ်တဲ့အတွက်တန်တရာတွေမရှိခြင်းတော့ဘူးမဆုံခြင်းတော့ဘူးဆိုရင်ကိုကပဲပြတ်ပါတော့တခါတည်းကဘဝမှာလူတယောက်ကိုဒီလူနဲ့ဘယ်တော့မှမဆုံခြင်းတော့အောင်ဖြစ်သွားတာလေအများကြီးရှိတယ် ဘယ်တော့မှမစုံညင်းတော့တန်တရာလည်းမစုံညင်းတော့ဘူးလည်းမစုံညင်းတော့ယူရီကသမီးစားဘဝလာချစ်စားခင်စားမှုလို့အိုဖြစ်လျာဘဝတိုင်းဘဝတိုင်းအတူဆုံးရဘဝလို့ဆုတောင်းကြအိမ်အောင်နဲ့ကြပြီးကလေးတယောက်နှစ်ယောက်ဆိုသူသူ့ကြောင့်နဲ့သူကိုယ်ကြောင့်နဲ့ကိုယ်တည်တယ်နောက်ဘဝဒီတကာကြီးနဲ့စုံညင်းသေးလားဆိုမစုံညင်းတော့လို့များတယ်နောက်တကမာကြီးရဲ့လည်းနောက်တကာကြီးနဲ့စုံညင်းသေးလားဆိုမစုံညင်းတော့ဘူးများတယ်ဟိုသမီးစားဘဝ ိုစိတ်ဒီစိတ်နဲ့သာလေဘဝရဲဆုံရှင်နေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတော်မှာမဖြစ်လို့နေရတာများတယ်เนาะဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မဆုံရှင်တော့ဘူးဆိုရင်စုံနိုင်ခွင့်နေဖြောက်ခြင်းနဲ့ဆိုရင်တန်တရာကိုဖြတ်ခြင်းနဲ့ဆိုရင်ကိုကပဲဖြတ်ပါကိုကပဲလျှော့လိုက်ပါတန်တရာ အမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်တန်တရာကပိုရှည်တယ်သိပြီးတော့ကြက်ကြက်မုန်းလေလေသူနဲ့ ိုတန်တရာအဆက်ကိုပြတ်နိုင်အောင်ဖြတ်ရလေလေပဲအဲ့တော့သူများကဖြတ်မဲ့အစားကိုကဖြတ်သူကအမုန်းတရားနဲ့ပြန်တုတ်ပြန်လဲကိုကတုတ်ပြန်စရာမလိုဘူးကိုကသာကိုယ်ကိုရဲ့အမုန်းတရားကိုရှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာပဲဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေသိပြီးတော့တွေးပြီးတော့ပူဆွေးမနေပါနဲ့မြောင်သေးတဲ့အနာဂတ်အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေမှုတွေဖြစ်နေပါတယ်ပြစ်စုံပိုင်းတဲ့တဲ့မှားတာလည်းဘဝမှာတယောက်နဲ့တယောက် တန်တရာတဲ့အဆက်ပြေမရှိခြင်းတော့အောင်မုန်းနေကြပြီဆိုရင်သူ့ကိုလည်းပဲဘာမှတုံ့ပြန်စရာမလိုပဲနဲ့ကိုယ်တန်တရာကိုကိုယ်အမုန်းတရားကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုန်းပြည့်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပြစ်စုံပန်တိတ်တဲ့ လှုပ်ဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လဲဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ဘလို့အမုံတရားတွေရှိခဲ့ရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုံတရားကိုပြစ္ဆုတ်ပံအထိယူမလာပဲပြစ္ဆုတ်ပံမှာခဝါချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပြစ္ဆုတ်ပံတက်တက်မှာကိုယ့်ရဲ့ကံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထက်ပတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တတော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်